သူဆိုရင်ဒါတနက်နဲ့မှန်ထားတာ18ရှင်မှန်ထားရဲဆိုကျွန်တော်နေထူးနိုင်ကားကိုတွားပြီးတော့မှကြည်နေရတယ်လို့မျိုးခံစားလဲရတယ်ဟာအလုံးမင်လာပါမင်လာပါကြည်မင်လာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်အော်တိုဘာလ6ရက်နေ့ပေါ့နော်အဲ့ဒါတင်းကျုပ်လာပြီးနေလဲဖြစ်တယ်ပေါ့နော်တင်းကျုပ်လာပြီးနေဖြစ်တဲ့အတွက်ဒါကျွန်တော်တို့အဲညီကိုနှစ်ယောက်ကပေါ့နော်အဲ့ဒါတော်လန်ပြည်သူများကြီးစုအားပေးတဲ့ ါတော်လန်ပြည်သူများ အားလုံးကျွန်တော်တို့ရဲ့တနာကြီးကြီးသောသူဒမီနီကြီးသောသူအားလုံးဒါကျွန်တော်ညီကုံယောက်ကဒီနေ့ကနေကာရဝပြုပါရဲဆိုတာလေးပြောခြင်းနေပါတော့ဒါပရမသုံးဒါဆက်ပြီးတော့မှကြောတာဗောနော်မုံမိုးတောင်းတာတော့မဟုတ်ပါဘူး။ကြောကြောပြီဆိုသူကမုံမိုးနဲ့တွဲတွဲပြီးတော့မြင်ရတာဟုတ်အဲ့တော့ကြောခံမှာကြောက်ကြတယ်ဗောနော်။အဲ့တော့မုံမိုးတောင်းတာမဟုတ်ပါဘူး။ကျွန်တော်တို့ကဒါဟိုကာရဝါထားဒါနေစဉ်ကြီးစုအားပေးနေတဲ့အတွက်လဲအများကြီးကျေးဇူးတင်တယ်ဆိုတာလေးကို ြောခြင်းတယ်ပေါ့နော်ဒါကတော့ဒါကျွန်တော်တို့ဟိုနေကြီးအခါကြီးရက်ကြီးဆိုပေမဲ့လည်းကျွန်တော်တို့မှာဒါတချို့စိတ်မကောင်းတဲ့အတတင်းလေးတွေရှိတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကမဖြစ်မနေက ပြောကိုပြောမှရမယ်အခြေအနေမျိုးပေါ့နော်ဒါဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့လည်းဒါကျွန်တော်တို့ကျန်တဲ့တပ်ဖွဲ့တွေအနေနဲ့လည်းဆန်မူနာယူတဲ့ ိစ္စလည်းဖြစ်တယ်ဗောနော်ဒါဒါနဲ့ပတ်သက်ပြီးဆိုင်နဲ့ပြောပြပေးပါဦးကျွန်တော်ကတော့ကျွန်တော်တို့အညာအညာမြေတက်ပေါင်းစုဗောနော်ဟုတ်ကဲ့အညာမြေတက်ပေါင်းစုကရဲဘော်ရဲပတ်တရားနေမှာကြဆုံးသွားတဲ့ရဲဘော်တွေရဲ့မိဘတွေကိုတွားပြီးတော့တတိယကျောက်ကလာလည်းဖြစ်တွေ့တဲ့ကြောင့်ဗောနော်မိဘတွေကိုတွားကြတော့အဲ့ဒါမိသားစုတစုဆိုရင်သူက145သိန်းဗောကြတော့တဲ့အကြောင်းရင်းကလည်းခုနကကျွန်တော်တို့စက်တင်ဘာ28ရက်နေ့လောက်ကဒါအညာမြေတက်ပေါင်းစုစခန်းတစ်ခုလေကြောင်းတက်ခိုက်ခံရတာဗောနော်လေကြောင်းတက်ခိုက်ခံရတဲ့အချိန်မှာ ကြဆုံသွားတဲ့ရဲဘော်ရဲဘော်တေမင်းတို့ပလာတို့နောက်နောက်တစ်ခုကနိုင်ကြီးတို့ပေါ့နော်အဲ့၃ယောက်ကဒါမြင့်မြတ်စွာကြဆုံသွားတယ်ပေါ့အဲ့ဒီကြဆုံသွားတဲ့ရဲဘော်တွေရဲ့မိဘတွေကိုသွားရောက်ကြတော့တာပဲဖြစ်တယ်ပေါ့နော်ဘုံဟုတ်ဒါနဲ့ပတ်သက်လို့လည်းဟိုပြောရမှာဆိုဝမ်းနဲ့ဝမ်းနဲ့ဝမ်းတာလို့တော့ပြောလို့ရတယ်ပေါ့နော်ဒီလိုမျိုးကျန်ရစ်သူမိသားစုတွေကိုဒီလိုမျိုးလှုပ်ပေးနိုင်တဲ့အတွက်တဖက်တလန်းကဝမ်းတာရတယ်လို့ကျွန်တော်တို့ဒါစက်တင်ဘာ28ရက်နေ့ဆိုတာဒါလောလောလတ်လတ်ပဲ ရှိသေးတယ်ဗောနော်ကိုလာပိုင်း28ရက်နေရာမှာဒါအဲစခန်းကိုဘုံကျဲခံရတဲ့အချိန်မှာလေနဲ့ဘုံကျဲခံရတဲ့အချိန်မှာဒါကျွန်တော်တို့ဟိုကြာဆုံးသွားတဲ့မြင်းမြတ်စွာအသက်ပေးလှူသွားတဲ့ရဲဘော်၃ဦးဗောနော်ရဲဘော်၃ဦးကျန်ရည်သူမိသားစုတွေဒါကကျွန်တော်တို့ကဆန္ဒမူနာထားထိုက်တဲ့အကြောင်းအရာလို့ဘာကြောင့်ပြောရလဲဆိုတော့ဘယ်မှာမှကျွန်တော်ကျွန်တော်လဲထစ်တက်ထဲမှာ20နဲ့တလားတီးတီးလို့တော့ပြောလို့ရတယ်ဗောနော်ကျွန်တော်ထွက်လာတဲ့ ချီပြန်လောက်လာတဲ့ရက်ကအနည်း20နဲ့တလားတိတိပြည့်တဲ့ရက်ပေါ့နော်အဲ့ဒီအဲ့လောက်ထိကျွန်တော်တို့နေခဲ့တာဒါမျိုးတွေဘယ်တော့မှမကြုံခဲ့ဘူးပေါ့နော်မကြုံခဲ့ဘူးခုခုကြောင်သူကအသက်ဆုံးရှုံးသွားပြီဆိုလို့ရှိရင်အမွေသားမွေခံလိမ့်စာကိုလိုက်ပြီးတော့မှဆက်တွေ့ရတာကိုတော်တော်ကြာတယ်ပေါ့နော်နောက်ဆုံးဒါအမှုသားအမှုလာရဟိုဆက်ခံမဲ့အမွေဆက်ခံမဲ့လူမရှိရတဲ့အတွက်ဒါနိုင်ငံပိုင်တာတင်းသွားတဲ့ဟိုရဲဘော်တွေတော့ ရှိတယ်ပေါ့နော်ဒါစစ်တပ်မှာအရင်တော့ဒါမျိုးတွေအားစရှိခဲ့တဲ့ခါကြတော့အခုဒီဟာလေးကအင်မတန်ကောင်းတဲ့အချက်လေးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒါတယောက်ကို145သိန်းဆိုတဲ့ဟာကတက်ကြည့်မယ်ဆိုရင်ချစ်ကောင်စီမှာဟိုအနည်း30 40တာဝန်ထမ်းဆောင်ရင်တော့မှပဲဒီအမောင်းရဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ငွေငွေအသက်တချောင်းငွေကြီးနဲ့ဆုံးဖြတ်တာလားဆိုတော့လေမဟုတ်ဘူးဒါပေမဲ့စစ်ကောင်စီတဲ့ကျွန်တော်တို့ကအများကြီးတာလွန်နေတော့အကျဉ်းစီရိုက်ကအစ ဒါငွေကြေးထောက်ပံ့တာကအစအများကြီးတာလွန်နေဆိုတဲ့ဟာလေးကိုဒါကျွန်တော်တို့ကပြောနေတာဗောနော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့လေကျန်တဲ့တော်လိုင်းတက်ဖွဲ့တွေအနေနဲ့လေဒါဟိုနမူနာယူသိမ့်တဲ့ကိစ္စလည်းဖြစ်တယ်ဗောနော်ဒါစံပြ အဲရှေ့ရနေရှေ့သုံးကနေဒီဘက်မှာဒါဆံပြလုတ်သွားတဲ့အကြောင်းအရာလေးကျန်တဲ့တက်ဖွဲ့ကြီးလည်းလုံးရင်လုတ်ခဲ့မှာပေါ့နော်မလုတ်ခဲ့ဘူးလို့ဆိုရမှာမဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုး line ပေါ်မှာအဲကျွန်တော်တို့အနေနဲ့ဒီလိုတရင်တစ်ခုအဖြစ်မတွေ့မိဘူးပေါ့နော်အခုကတော့ဒါတွေ့လဲတွေ့တယ်ကျွန်တော်တို့တကယ်လဲဟို1လဲတာရပါရဲ့1တာရလို့တစ်ဖက်ကအသက်ပေးလိုက်ရတဲ့ရဲဘော်တွေအတွက်လဲဒါကျွန်တော်တို့ဒါဒီနေ့ကတော့ဒီ PD လေးကတော့ဘယ်လိုပြောရမလဲ1နဲ့1နဲ့1တာပေါ့နော်စန္ဒမူနာပြ စန္ဒမူနာထိုက်တဲ့ဒါလောက်ရလေးဖြစ်တယ်လို့ပြောကြင်တာပါဟုတ်ဟုတ်အောင်ဒါစက်တက်မှာဆိုရင်တော့တကယ်ဟိုစစ်မှုထရန်နဲ့အမျိုးသားကြဆုံးတော့ရင်တော့မှတကယ်ပြင်ဆင်ထုတ်ဖို့အတွက်တော့ပါတော့ခန်းစား권တော့ပါတော့ဆိုတာဇနီးမယားစမ်းချိန်ရသေးရဲ့မိမဖြစ်ကြောင်းစမ်းချိန်မှသာလဲနော်ဒီပြင်ဆင်တော့ပါတော့ထုတ်ယူခွင့်ရတာမျိုးပေါ့အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါဟိုစိတ်မကောင်းစရာတည်င်းတစ်ခုပေါ့နော်တည်င်းကတော့အဲ့ဒါတော့ကျွန်တော်တို့ဘုံမကွေးတိုင်းမင်းမှုခရိုင် အမှတ်3ကငါလည်းဒီမှာတက်ခွဲမှုပေါ့နော်တက်ခွဲမှုယာယီမှုယာယီတက်ခွဲမှုကနေဒီမှာခုနလိုတည်တန်းစာရေးပြီးတော့မှအဲဒါကိုကိုကိုအဆုံးစီရင်ပြီးတည်သွားတယ်ဆိုတော့ဥစ္စာတွားတွေ့ရတော့အဲ့ဒီမှာဆိုသူရေးခဲ့တာကတော့ဒါရိုးသားဆိုတာတော်လန့်ပါဆိုပြီးတော့အပြင်ရဲဘော်တွေရဲ့အချက်ဂုံတိတ်ခါနဲ့အသက်တွေကိုချမနှင်းပါနဲ့ဆိုပြီးတော့ဒီလိုဟိုတည်တန်းစာရေးပြီးတော့ကိုကိုကိုအဆုံးစီရင်သွားတာတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်လို့လေကျွန်တော်တို့ကဒါတာဝန်ရှိတဲ့သူတွေကို ျွန်တော်တို့ကဒီနေရာနေတောင်းဆိုကျင်တာကဒီကိစ္စကအကုန်လုံးကစဉ်းစားကြတာတွေရှိရပေါ့နော်ဒါတော်တော်များများကကိုကိုကိုအဆုံးစီရင်တာဒီတရေဘောကြောင့်တော့လုံရက်လို့ဒါစိတ်ပညာရှင်တွေကဆာဒီလိုမျိုးမှတ်ချက်ပြုကြတယ်ပေါ့နော်ဒါတရေဘောကြောင့်တော့လုံရက်ဆိုပေမဲ့လေဒါသူရေးခဲ့တဲ့စာလေးရကြတော့တွားပြီးတော့မှတိုးတိုးလေးနဲ့တွားပြီးတော့ထိနေတဲ့ဟာလေးတွတ်တွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့အဲသူပြောတဲ့ရိုးသားစွာတော်လှန်ကြပါဆိုတဲ့ ဇကလုံးလေးကကျွန်တော်တို့မယုံမသားတော်လှန်နေတဲ့လူတွေရှိတယ်လို့ဆိုတော့အတိတ်ပဲပေါ်ဆောင်လိုက်တာနဲ့အတူတူပဲအဲ့တော့မယုံမယုံမသားတော်လှန်တဲ့လူမရှိဘူးလားဆိုတော့ရှိပါတယ်နော်ရှိနေကြတယ်ဟုတ်တချို့တွေအဲ့တော့သူတို့ဒီဒါမေးဟိုစေတုတ္တရာခြေဆိုင်ပေါ့နော်မင်းမှုခရိုင်ဒါအမှတ်သုံးတရင်ကတရင်မှုပေါ့တရင်မှုခိုးကြီးပေါ့နော်သူကတော့သူတို့နေရာမှာမြေပြင်မှာဘာတွေများဖြစ်နေပြီလဲဆိုတဲ့ဟာတော့ဒါကျွန်တော်တို့ကစီစစ်တင်တဲ့ အခြေအနေမျိုးရောက်သွားပြီပေါ့နော်ဒါကျန်တဲ့ကျွန်တော်တို့ဒီဘယ်ဖွဲ့စည်းမှာပဲဖြစ်ဖြစ်တယောက်ယောက်ဆူဆိုက်ဒီလိုမျိုးပေါ့နော်ကိုကိုအဆုံးစီရင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘေးနားမှာရှိတဲ့လက်ပွန်တနီးနေတဲ့လူတွေတို့အဲပြီးရင်သူနဲ့အဲ့ဒီအကြောင်းအရာမတိုင်ခင်နှစ်ရက်သုံးရက်အတွင်းမှာစကားပြောမှုတဲ့လူတွေတို့ဒါဒီလူတွေရဲ့အဓိကထွက်ဆိုချက်တွေကိုကျွန်တော်တို့ကယူရတယ်အဲ့တော့အိတ်ဆောင်မှာအိတ်အိတ်ဆောင်မှာအတူတူအိတ်ကြတယ်ဆိုရင်လည်းဂရင်ဘေးပင်ညာရဲ့ ထွက်ဆိုကြတယ်သူဒီရဲ့ပိုင်းတွေမှာအမှုရာတွေပြက်နေတာရှိလားအသူရဲ့စိတ်ကဘယ်လိုတွေရှိလဲပြီးရင်အသူအများအားရင်ဖွင့်စကားပြောတဲ့လူတွေပေါ့နော်သူနဲ့အများအားစကားပြောဖို့ဖြစ်တဲ့လူတွေကိုလည်းကျွန်တော်တို့ကဒါဟိုတေချာစနစ်တကျဟိုချစ်ကြောကြယူရတယ်ပေါ့နော်ထွက်ဆိုကြပေါ့နော်ထွက်ဆိုကြယူပြီးတော့မှသူ့ရဲ့အခြေအနေကဘယ်လိုရှိလဲသူဒီလိုမျိုးဟွာဖြစ်တာလားကျန်တဲ့အသူမှမဖြေရှင်းနိုင်တဲ့ပြဿနာတွေ ရှိလားငွေကြေးပြဿနာရှိလားဒါအမျိုးသမီးပြဿနာရှိလားဒါမှမဟုတ်လို့ရှိရင်ဒီရက်သေးစာတောက်စားရလားရက်သေးစာတောက်စားပြီးတော့မှအဲ့လိုမျိုးဟိုဟိုကဖြစ်တတ်လားဆိုတဲ့ဟာမျိုးပေါ့နော်အဲအဲ့ဒီဟာကျွန်တော်တော့တခါအဲ့လိုမျိုးကိစ္စနဲ့ပတ်သက်ပြီးအေးအေးခံရမလို့ဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဘယ်လိုလဲဆိုတော့ကျွန်တော်အလေပိုထဲမှာနေတဲ့အချိန်မှာဒုတိယမောင်ဖြူကြီးဆိုတဲ့တယောက်ကသူကဒီကျွန်တော်တို့ညပိုင်းတန်းစီခိုင်းတဲ့အချိန်မှာပေါ့နော်ညပိုင်းကျွန်တော်9နာရီ ဝင်းကျင်လောက်ပေါ့တန်းစီခိုင်းတဲ့အချိန်မှာဒိန်းတို့တနတ်တန်ကြားလိုက်တယ်ကြားလိုက်တော့ကျွန်တော်ကတခုတော့ဖြစ်ပြီဒါအသေးကြီးဒါပုံမှန်မဟုတ်ဘူးပေါ့နော်ဒီနေရာမှာကျွန်တော်တိုက်ပွဲလေးဖြစ်နေတာလည်းမဟုတ်ဘူးအပြင်ဒီလိုမျိုးတောကောင်နေပါလေလူနေရက်ွက်ဖြစ်တဲ့အတွက်တောကောင်နေပါလေလာတာလည်းမဖြစ်နိုင်ဘူးကင်းသမားကအဟိုကြောက်လန့်ပြီးတော့မှပြစ်တာမျိုးလည်းမဖြစ်နိုင်ဘူးဖုံးကြောင်အောက်ကနေပြီးတော့မှအတန်ကြားလိုက်တာဆိုတော့နောက်9မိနစ်3မိနစ်လောက်နေတော့ကျွန်တော်ဒီကျွန်တော်စီကိုသူတက်စုမူရောက်လာတယ်ဗောနော်ရောက်လာပြီဘုံဘူးဒီလိုဒီလိုတော့ ဖြစ်သွားပြီပေါ့နော်ဖြစ်သွားပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ကကျွန်တော်ကိုချက်ချင်းအဲ့မှာဒါရဲဘော်တယောက်ကိုထိမ့်သိမ်းကိုကဲအုပ်ချုပ်မှုညံ့နေပေါ့နော်အညံ့နေဆိုပြီးတော့ကျွန်တော်ကိုချက်ချင်းအရေးယူဖို့လုပ်တယ်အရေးယူဖို့ဆိုပြန်ပြဿနာရှာတယ်ပေါ့နော်ပြဿနာရှာရဲ့လောက်အဲ့မှာလည်းတော်တော်ကံကောင်းတယ်ဟိုအပေါ်မှာအပေါ်ထဲမှာဘုံကြီးနှစ်ပါးကျင်းနေတာဒီကောင်အောက်ထပ်ကနေပြီးတော့မှဒီကိုကိုကိုဒီကိုအောက်ကနေပြီးတော့မှပြောင်းထောက်ပြီးတော့မှပြစ်လိုက်တော့ခေါင်းကနေပွင့်ထွက်သွားတာအပေါ်က ဘုံကြီးကြောင့်ကြမ်းကင်းကိုပေါက်တယ်အပေါ်တက်ကြမ်းကင်းကိုပေါက်တယ်ပြီးတော့ဟိုအပေါ်တုံးမိုးပေါက်ပြီးတော့မှထွက်သွားတယ်တော်သေးရဟိုအပေါ်ဘုံကြီးသွားမှဖြစ်တော့ဘုံကြီးပါသွားထင်ရင်အဲ့ဒါကျွန်တော်တကယ်တကယ်ဘုံကြီးဟူတာတကယ်ရွာပတ်မဲ့ကိစ္စပေါ့နော်အဲ့တော့အဲ့လိုဖြစ်ခဲ့တာပေါ့ဖြစ်တဲ့အချိန်မှာကျွန်တော်ကသူ့ဖုန်းကလည်းဖြစ်ချင်တော့သူ့ဖုန်းက keypad ဖုန်းဒီကောင်ကိုင်းတဲ့ဖုန်းက keypad ဖုန်းဆိုတော့ကျွန်တော်ကဘတ်ဆိုဒီကောင်ဖုန်းကိုဒီကောင်ဖုန်းငါပေးလို့ဆိုပြီးတော့မှယူလိုက်တော့ keypad ဖုန်းဆိုတော့လော့တွေပါတွေ မလို့ဘူးပေါ့နော်လော့ချလဲဟိုစတားကိုကြာကြာလေးဖိထားရင်ဟိုလော့ဟိုဖြစ်တာပဲလော့ပြီတာပဲသူကဒီကီးပတ်ဖုန်းဆိုတဲ့ခါကျတော့ကျွန်တော်ကအဲ့မှာနောက်ဆုံးသူခေါ်ထားတဲ့ဖုန်းကောကိုကျွန်တော်ကြည့်လိုက်တယ်ကြည့်ပြီးတော့မှအဲ့ဒီဖုန်းကောကိုအဲ့ဖုန်းနံပါတ်ကိုကျွန်တော်ကဆက်လိုက်တယ်ဆက်ပြီးတော့မှကျွန်တော် record ယူထားလိုက်တယ်အဲ့မှာသူ့ကောင်မလေးဖြစ်တယ် ကျွန်တော်ကတော့ဒီမောင်ဖြူကြီးရဲ့ချစ်ကြောင်းမှုပါဗောနော်အဲဆွမ်းနာလေးပဲဖုံးဆက်သေးလာဗောနော်ဘာဖြစ်လဲဗောနော်ငိုယိုနေတာတွေ့လို့ဘာညာဆိုပြီးတာသူဒီလိုလောက်သွားဆိုတော့ကျွန်တော်မပြောဘဲနဲ့ငိုယိုနေတာတွေ့လို့ဘလို့ဘလို့ဟိုဘာဖြစ်တာလဲဆိုကျွန်တော် record ယူထားလိုက်ယူထားတဲ့အချိန်မှာ तू ကဟုတ်တယ်တဲ့ तू ਨੇ ပြဿနာတက်တယ်ဗောနော်ပြဿနာတက်တယ်ဒီလိုပဲစကားများကြတယ်ဘာဖြစ်တယ်ဗောနော်ပြီးလို့ရှိရင် तू အဲ့မှာ तू ရဲ့ तू သွားတဲ့နေရာတွေကိုကျွန်တော်လိုက်ပြီးတော့မှကြည့်တဲ့အချိန်မှာဒါအရက်ပလင်းကိုဒါဟိုဘလို့ပြောရမလဲကျွန်တော်တို့မိမှာဆိုတော့ အေးစေးစေးဒီလိုရေနဲ့ပါနဲ့ထိုင်တောက်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ပလင်းကိုမြန်မြန်ဆန်ဆန်မော့လိုက်တဲ့ပုံစံမျိုးလဲတွားပြီးတော့မှတွေ့ရတယ်ပေါ့နော်အဲဒီပလင်းဖွက်ထားတာလဲတွေ့ရတယ်ပေါ့အဲအဲ့တော့အဲ့ဒီမှာကျွန်တော်ကအဲ့ဒီသူ့ရဲ့ record ကိုယူပြီးတော့မှကျွန်တော်ကဟိုပြန်ပြီးတင်ပြရတာပေါ့နော်တင်ပြရတာသူ့ရဲ့စိတ်နေစိတ်ထားဒီလိုရှိတယ်အဲ့တော့သူ့မှာဘယ်လိုမျိုးကိစ္စအခုဒီဟိုမှာဆိုလို့ရှိရင်ဒီတိုင်းမှုမှာဆိုလို့ရှိရင်ဘယ်လိုမျိုးကိစ္စတွေများ ပြဿနာရှိမလဲဆိုတဲ့ဟာဒါတော့စိတ်မကောင်းစရာပေါ့နော်အဲသူရေးသွားတဲ့စာလေးကတော့ကျွန်တော်တို့ယူသားစွာတော်လှန်ကြပါဆိုတဲ့ဟာကကျွန်တော်တို့လည်းအမြဲတမ်းယူသားမှုရောစီလုံးမှုရောပေါ့နော်ဒါတွေအမြဲတမ်းရှိစေခြင်းတယ်ပေါ့နော်အဲ့တော့မယုံမသားတော်လာရတဲ့လူတွေရှိတဲ့အခါကျတော့ကျွန်တော်ဟိုဘက်ဟိုတစ်ခေါက်ကဆိုကျွန်တော်မူရေးဆေးဝါးကိစ္စတွေတွေ့တယ်ဒါဒါကကျွန်တော်လိုင်းပေါ်မှာ တွေ့တဲ့ဟာပဲရှိသေးတယ်ပေါ့နော်အောက်ခြေမှာတော်လိုင်းတက်ဖွဲ့ရေမယုံမသားဟိုတော်လှန်နေကြလို့တချို့ ကိုပိုင်စည်းပွားရေးတွေလုပ်နေကြလို့တချို့သူရွှေရင်းတွေမှာတချို့ရွှေရင်းတွေပိုင်ပြီးတော့မှဒါဟိုဟာဒီအကောက်ခွန်တွေကောက်ပြီးတော့မှရှေ့ကိုနေပြီးဆက်တိုက်ဖို့တွေပါမလုပ်တော့ဘဲနဲ့ရက်တန့်ပြီးတော့ဒီနေရာမှာပဲကြောက်ချပြီးတော့မှတရားထိုင်ပြီးတော့ဟိုအကောက်ကောက်နေတဲ့အဖွဲတွေလည်းရှိတယ်ဆိုတာလေဒါအောက်ခြေမှာဖြည့်ရှင်းနေတဲ့ပြဿနာတွေအများကြီးရှိတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့တာဝန်ရှိတဲ့လူဒီဒီအနေနဲ့ကတော့ဒါကျွန်တော်တို့ဒီမင်းမှုခရိုင်အမှတ်3တည်ရင်နဲ့ပတ်သက်ပြီးတော့မှတခြားဟို စီတည်တဲ့ပြီးလို့ရှိရင် public ချပြတဲ့တယ်ဒါဘလို့အကြောင်းအရာဖြစ်သွားလို့ तू ကတော့ကိုယ့်ကိုအဆုံးစီရင်သွားတယ်အဲ့တော့အလားတူဖြစ်စဉ်မျိုးပေါ့နော်နောက်ကျန်တဲ့တက်ဖွဲ့တွေမှာမရှိစေရေးဆိုတဲ့ဟာမျိုးလေးလည်းဒါအလုထားတဲ့နေဆိုတဲ့ဟာလေးကျွန်တော်တို့ကဒါအကြံပြုတင်ပြခြင်းနေပေါ့နော်ဟုတ်အဲ့ဒီစာလေးကြီးကလည်းတကယ်ဟိုထိခိုက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ခုနကလို့အသက်တွေချန်မနေပါနဲ့တို့ပါတော့အများကြီးပဲခုဆိုလဲကျွန်တော်တို့ဒေါ်လာရေးမှာမယိုးသားတဲ့လူတွေလည်းရှိခဲ့တယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒါခုနကလို့ ဟိုပြန်ကြတာမျိုးတွေနောက်တစ်ခုက CDN ပေါ်မှာချနေတာမျိုးတွေရှိလို့တဒါမျိုးတွေကတော့စီစမြဲပေါ့ဗောနော်အဲ့ဒါကြောင့်တချို့ကျော်လဲစိတ်တပိုင်ဆိုင်ရာတကယ်လုံးနေတဲ့လူတွေကအသက်ပေးနေတဲ့လူတွေကကျတော့ဟိုကောင်းကောင်းမွန်မွန်လှုပ်ဖြောင်းဖြောင်းတန်တန်ဒါတော်လိုင်းကြီးကိုသွားနေပြီးတော့ဒီလိုမရိုးသားတဲ့လူတွေတွေ့တဲ့အခါကျတော့ဒါစိတ်တကြပြီးတော့သူ့ကိုယ်သူစီစဉ်သွားတာလဲဖြစ်ကောင်းဖြစ်မယ်လို့ကျွန်တော်တို့တွေးတာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့စကိုင်းတိုင်းပေါ့စကိုင်းတိုင်းမုံရွာမြို့နယ်ရနေမှာဒါပြည်သူတွေထိုင်ရနေမှာစက်ကြီးကောက်နေတဲ့ ရဲရာရှိ3ဦးရဲ့ရဲတက်ချက်2ဦးရဲ့ဟိုလိုက်ပါစီနင်းလာတဲ့ Honda Fit ပေါ့နော်ကာဗီဒီယိုဖိုင်ကြီးလိုက်တော့ Honda Fit ကားကိုကျွန်တော်တို့တော်လိုင်းရေးရဲဘော်တွေရာနေပြီးတော့ဝိုင်းတိုက်ခိုက်တာပေါ့တိုက်ခိုက်တဲ့ဒါဟို၄ယောက်တေသွားတယ်ပေါ့နော်၄ယောက်တေသွားပြီးတော့ခုန G3 နှစ်လက်ရဲ့နောက်တစ်ခုက Pistol တစ်လက်ရဲ့ဒါတင်ဆက်ရမိတယ်ဆိုတော့ဗီဒီယိုဖိုင်လေးလည်းတွေ့ရတာပေါ့ဟုတ်အဲ့တော့ဒီဗီဒီယိုဖိုင်ကတော့ကျွန်တော်တို့ကြည့်ရမယ်ဆိုရင်တော့ဒါဖြစ်လိဖြစ်တာရှိတဲ့ တိုက်ပွဲတိုက်နေတဲ့လူတွေရဲ့ဖြစ်လေဖြစ်တာရှိတယ်ကိစ္စတစ်ခုပဲလို့ပဲကျွန်တော်တို့ကအဲစိတ်ထဲမှာတတ်မှတ်လိုက်လို့ရတယ်။ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့တော်လိုင်းရဲဘော်တွေရဲ့တော်လိုင်းပေါ်မှာဘယ်လောက်ထိလောဘရှိလဲဆိုတာတော်လိုင်းလောဘနော်အဲ့ဒါငွေကြေးလိုချင်တဲ့လောဘလည်းမဟုတ်ဘူးကျွန်တော်ဒီမိုကရေစီစစ်စစ်ကိုဘယ်လောက်ထိလိုချင်နေတောင်းတနေလဲဘယ်လောက်ထိလောဘဖြစ်နေလဲပြီးရင်စစ်ကောင်စီရဲ့ထောက်တိုင်မှန်သမျှဖြိုခွင်းမှုအတွက်ကိုဘယ်လောက်ထိလောဘရှိနေလဲဆိုတဲ့ဟာကအဲ့မှာတွတ်တွေ့ကြည့်ကြည့်လိုက်ဟာအတင်း ကားကိုအတင်းဝင်ကပ်ပြီးတော့မှာနော်ဟိုကောင်သူကားနောက်ခန်းထဲမှာဒါဟိုမောက်ရက်ကြီးလဲနေတဲ့အချိန်မှာအတင်းပြောင်းထိုးပြီးတော့မှာဝင်နေတာပေါ့နော်အထဲထဲကလုံးဝငြိမ်နေပြီးတော့မြန်ဒါတယောက်ယောက်မြန်အသက်ရှင်လေးရှိတယ်တယောက်ယောက်မြန်ထပြီးတော့ပြန်ပစ်လိုက်လို့ရှင်အွန်လိုင်းတက်ဖွဲ့တွေအသက်အန္တရာယ်တောင်ဆိုးရင်ရကြီးတဲ့လူတောင်ကျွန်တော်တို့တောင်ပဲကြီးတဲ့လူတောင်ဒါဘယ်လိုပြောရမလဲဒေါ်ဖိုက်လို့ပြောလို့ရတယ်ပေါ့နော်ဟိုထွေးလုံးတက်ပုတ်တာပေါ့နော်တကယ်အနိကဟိုဟာလုတ်ပြီးတော့မှ တိုက်တဲ့ဟာကပြီးရင်လမ်းဘေးမှာတော့အကာအကွယ်မရှိဆောင်းဆောင်းပြီးတော့မှအဲ့လမ်းပခုံးပေါ်ကနေပြီးတော့မှကောင်းကောင်းတဲပြီးတော့မှပြစ်တဲ့ဟာကဒါပိုင်လို့ပဲပြပြဘလို့ပဲပြပြเนาะပိုင်လို့ပြလေတစ်ဖက်ကတားကောင်ကိုကမိုးဆိုးမဟုတ်ဘူးတားကောင်ဆိုတာကလမ်းနဲ့မရှိတဲ့ အကောကိုမိုးဆိုးကတေချာနေရယူပြီးတော့မှမြားနေဖြစ်ဖြစ်ဥမာတနတ်နေဖြစ်ဖြစ်ဟိုတော့မှနှလုံးမျိုးနေဖြစ်ဖြစ်ဒါပြစ်တဲ့ဟာမျိုးပေါ့နော်ဒါကတော့လက်နဲ့မရှိရကောင်ဒါတော့မှ तू ကဟိုတော့ဝက်တို့ဘာတို့ကြားတို့ဘာတို့ပြစ်လို့ရှိရင် तू လေးတွေနေလေးအောက်တွေရွေးပြီးတော့မှကိုယ့်ရဲ့အနံ့မရအောင်တိရတယ်မှန်သွားလို့ရှိရင်ကိုယ့်စီကိုမတည်ဘဲနဲ့ကိုယ့်စီကိုပြေးပြေးမလာအောင်ဆိုပြီးတော့မှနေရာစနေတကျရွေးချေရသေးတယ်ဒါတားကောင်တော့မှပဲအခုကလူလူချင်းတစ်ဖက်ကလည်းဒါ BA 63နှစ်လက်တောင်ပါတယ် BA 63က Implant ပြားကောင်းတယ်ဖောက်ခွဲအားလည်းအင်မတန်ကောင်းတယ်တန်းနှက်နှစ်လက်တို့စီမှာပါတယ်ပစ်ပစ်လိုကတော့ထားတော့ဒါကတော့အသက်ဆောင်တော့ပဲရတာပေါ့နော်ဒီတန်းနှက်လက်ပါတာတော့မှပဲတို့အတင်းဒါဟိုတော်လိုင်းလောပါပေါ့နော်ဒါကျွန်တော်တို့တော်လိုင်းအောင်ကျင်နေတဲ့လောပါကဘလောက်ထိရှိနေပြီလဲဆိုတော့ကျွန်တော်ဒီတက်ဖွဲ့တွေကိုကြီးကျင်းအားဖြင့်တကယ်ဟိုအားရ တဲ့မြင်ကွင်းတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အဲအားရတဲ့မြင်ကွင်းတစ်ခုနောက်နောက်တစ်ခုကတော့ဒါကျွန်တော်ဟာသတစ်ခုဖွင့်ပြမယ်ပေါ့နော်ဟာသဆိုတာကတော့ဒါဟိုဘူလက်လတ်ဆွေပြောတာပေါ့နော်ဒါအရင်ဆုံးနားထောင်ကြည့်တယ်ပေါ့နားထောင်ကြည့်ပြီးွားကမှဒါသူတို့ပြောသွားတဲ့ဟာလေးကိုကျွန်တော်နည်းနည်းပြီးရင်ပြန်ပြောပြမယ်ပေါ့နော်အဲဗီဒီယိုဖိုင်လေးဖွင့်ပြမယ်လေးစားပါတယ်ဒီနေ့ကအော်တိုဘာလ9ရက်တနင်္ဂနွေနေ့ ကျွန်တော်တို့အမဲစင်းတွေကတ်ထားသွားကြည့်တယ်။သွားကြည့်တော့တော်တော်များများလွယ်နေတွေ့။ဘလို့လွယ်ရတယ်ဆိုတော့2020တုန်းကမဲစင်းအဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကတ်ပြီးတယ်။အခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအုပ်ချုပ်ရေးမှူးတွေဟလာပြန်ကောက်တဲ့စည်ရင်းတွေမဟုတ်ဘူး။အကွာရာကတော်တော်ကွာတယ် 900မှာ300လောက်กว่าဒါဒါအသိအသိမကောင်းဘောเนาะ UC နဲ့ပြန်လောက်ရမယ်ပုံစံ3နဲ့ပြန်လျှောက်ပြီးတော့ပြန်လောက်ရတော်တော်ကိုတော်တော်ကိုလောက်ရမယ်ဒါ12ရက်နေဆိုတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကျန်တော့เนาะဒီတပတ်အတွင်းမှာအာတော်တော်လောက်ယူရမယ်ဥမ္မာလမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုတ်ချုပ်ရင်မှုတော့မပါဘူးဗျာရက်ွက်အုတ်ချုပ်ရင်မှုရဲ့မိသားစုကမဲစင်းမပါဘူးကျန်တဲ့ကျန်တဲ့လူတွေပြောမနေနဲ့ အဲ့လိုဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါနေရရှိရဲ့နောက်တစ်ခါလွတ်တော်ကိုယ်စလေတယောက်ပဲပါတယ်သူမိသားစုကြတော့မပါဘူးလွတ်တော်ကိုယ်စလေတော့အာနာလို့ထည့်ပေးလိုက်လားမသိဘူးအဲ့တော့ယူစီကဒီမဲစင်းနေရတော်တော်ကိုတော်တော်ကိုမာနေတော်တော်ကိုပြန်ပြင်းရမယ်အဲသူပြောရတာဒါအော်တိုဘား9ရက်တနင်္ဂနွေဆိုတာဒါမနေ့ကဟုတ်မနေ့ကမှသူပြောရတာဒါမဲသိန်းတွေက2020ဟာကြီးတဲ့ ဆိုကျွန်တော်အဲ့ဘတ်ဆိုသွားတွေးလိုက်တယ်ဆရာကြီးလည်းပြီးရင်နည်းနည်းဒီကောင်ကိုနည်းနည်းဖဲ့ပေးဟုတ်ကျွန်တော်သွားတွေးလိုက်တယ်အော်2025ရွေးကောက်ပွဲပြီးွားရင်လို့အဲနိုင်ငံတော်ယာယီတမဒါကြီးဦးမင်းအောင်လှိုင်ငါမဲချင်းမတမာမှု လုပ်တဲ့အတွက်တမရောကခွေဦးတီချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနေပြီးတော့မှယာယီတမဒါကြီးကိုဖမ်းဆီးပြီးတော့မှကြာအာနာသိမ့်ပါတယ်ဆိုတဲ့ဟာမြန်ထွက်လာကိုကိုကိုပြန်ဖမ်းမှာပဲရတော့မယ်အဲ့တော့ဟိုဘယ်လိုပြောရမလဲဆိုတော့ မွေတကောင်လို့ပြောရင်ကုန်းမီးကိုမျိုးနေတာဟုတ်ဟိုမွေမွေခွင်းလိုပဲလေကိုမိကိုမျိုးနေတာဟိုမှရှေ့ကဖုံးနေတဲ့ရှေ့ကနေတော့ကျွန်တော်တို့က electric map base set ကြီးနဲ့ဘလို့မျိုးတော့ကျွန်တော်တို့စီစဉ်ထားပါတယ်ဒါကမဲခိုးလို့မရဘူးဘလို့လုတ်လို့မရဘူးညာလို့လုတ်လို့မရဘူးဆိုတော့တကယ်ဟိုကြက်ခိုင်ရနေပြီးတော့မှဝင်ပြီးတော့မှအရွေးခံမဲ့ဒိုကြက်ခိုင်နိုင်မှာပဲတေးကြတယ်ကြီးကြီးမားမားတနေရာကိုဒီကောင်ယူမှာဘူးလက်လှဆွေဆိုတာကြီးကြီးမားမားတနေရာကိုယူမဲ့ ကောင်ကတော့ဒီလိုစကားမျိုးပြောနေပြီအဲ့မှာဟိုခမားတို့ခါကြီးကတည်တဲ့လူတွေဆင်းมาပါတယ်ဟိုလိုပါပါတယ်ဆိုတော့နည်းနည်းပြောပြင်ဖဲ့ပြီးဟိုဆက်လာကြတယ်မှာဘုံကဒီဒီ2021အာနာတိုင်မှုဖြစ်စဉ်ရလဲဒါပဲဆင်းမှားတယ်ဆိုပြီးတော့ဒါအာနာတိုင်တာပေါ့เนาะအာနာတိုင်ပြီးတော့မှအခုထပ်ပြီးတော့ဒီစစ်ကော်မရှင်ရွေးကောက်ပွဲလုပ်မဲ့ဟာလဲမဲဆင်းရမှားနေတယ်ဆိုတဲ့အကြောင်းဒါခုနအသေးဆုံးတဲ့လူတွေရဲ့စည်ရင်းတွေတော့ပါနေတာပေါ့เนาะသေဆုံးတဲ့လူတွေရဲ့စည်ရင်းတွေပါတယ်နောက်တစ်ခုကရက်ကွက်အိုဆိုရင်မိသားစုတို့ နောက်ပြီးတော့လွတ်တော်အမတ်တော်ပါတော့သူတို့ရဲ့နာမည်တွေဆိုမပါဘူးပေါ့မားတာလည်းဟိုတိတ်တော့မများပါဘူးသူက900ဆိုရင်300တော့များနေတယ်ဆိုတော့တော်တော်လေးဟိုခုနခြေရပုံမပြောသလိုပဲဒါမင်းစင်းမားတယ်ဆိုပြီးတော့ဒါမင်းအောင်လိုင်းကိုထပ်ပြီးတော့ပဲ ကျင်းတို့ဘာလို့လဲမင်းမင်းအောင်လဲမင်းအောင်လဲတော့ပြန်ဖမ်းမှာမဟုတ်ဘူးကြာတခြားလူတယောက်ကဖမ်းမှာရတော့ပဲဗောနော်အဲ့တော့ဒီ900မှာ300လောက်မှားတယ်ဆိုတဲ့ဟာကဆရာကြီးစဉ်းစားကြည့်ရာဂိုင်းတော့အဖြစ်တွေ့မယ်ဆိုရင်ကျွန်တော်တို့63%ကအလကားစီးလို့ဖြစ်သွားပြီအဲ့တော့သူတို့မဲယုံကိုဆလာပြီဆိုတဲ့ကပထမဆုံးမဲ ပေးတဲ့လူရဲ့လုပ်ငန်းစဉ်ကပထမဆုံးမလုပ်အောင်လို့ကိုယ့်ရဲ့မှတ်ပုံနေတော့စမတ်ကတ်ပေါ့နော်ကိုယ့်ရဲ့စမတ်ကတ်ကင်လာရမယ်ကင်လာပြီးွားတဲ့ခါကျတော့ तू ကဒီမဲစင်းမှာ ကိုပါမပါတိုက်ဆိုင်စစ်စစ်ရမယ်ဆိုအဲ့မှာနေရဆပြီးဆောက်တလွဲဖြစ်ပြီအဲ့တော့စစ်မှန်ရွေးဘာဘာဘာဖြစ်နေတရားမျှတရွေးလွတ်လပ်တော့ရွေးကောက်ပွဲတွေဘာတို့တိရဘာသာရှာယိုးမရှိတိုင်းတာဒီကောင်တွေရှောက်ပြောနေတာ မစင်မှန်ပါဘူးဆိုတော့ချိရနေပြီမှာအညာဟွာဆောင်းလိုပဲဒီလားဘလို့ဘာဘာဆောင်းခေါ်လဲမသိပါဘူးအဲဆောင်းဆောင်းနိုင်မယ်တော့ကျွန်တော်မေ့နေဒါခေါင်းကခေါင်းကခေါင်းမဲ့ခြုံလိုက်ရင်ဖင်ကပေါ်ဖင်ဖုံးလိုက်လို့ရှိရင်ခေါင်းကပေါ်ဖြစ်နေဘူးလည်းပဲသူတို့ခေါင်းကတော့ရအောင်လိုက်ပြီးတော့မှဖုံးနေကြတယ်ဥပမာဘူလက်လှဆွေကဖင်ကနေပေါ်လိုက်ပြီပြီးတော့နောက်နောက်တစ်ယောက်ရှိသေးတယ်ကွီးကွီးနေဒူနိုင်ကြောင့်ခွင့်ရကွီးနေဒူနိုင်โอเคကျွန်တော်ကြားခွင့်နေမှာပါတော့တော့အမစစ်စင်းသွားလိုက်တာကူလာခွင့်ကြတယ် ျွန်တော်ပြန်လာတော့ကျွန်တော်မမြင်ဘူးတဲ့သမီးကကုလပွဲဖြစ်နေတယ်။ကျွန်တော်သမီးကကျွန်တော်အသားလို့မဟုတ်ဘူး။ဘလို့ပြူပွေးနေ။သူကကျွန်တော်မြင်တော့ကျွန်တော်ကပတိုင်းမွေးတွေနဲ့ဖြည်းရန်ပြန်လာတော့ဘယ်ကဘာကောင်းလဲပေါ့ကျွန်တော်ကျွန်တော်သမီးကကျွန်တော်မြင်တော့ဝါဆိုပို့တော့ဟာစိတ်ထဲမှာတော်တော်မကောင်းဖြစ်နေတယ်။ကျွန်တော်သမီးကကျွန်တော်လုံးဝမသိဘူး။သူမမြင်ဘူးလေ။ကျွန်တော်ထပ်တော့တစ်နှစ်သားကသူကကျွန်တော်ကိုမမြင်တာတစ်နှစ်ကြာသွားတော့ကုလတစ်နှစ်ကြာသွားတယ်။အတူမေကဒီသားသမီးတွေကိုမှတ်မိအောင်ပြောဓာတ်ပုံပြတယ် ိုတော့တပ်ပေါ်မှာဖျက်ဒီလိုပုံပြစတူဒီယိုကနေမှာရဲရတယ်ဟိုပေါင်းနာပဲဖိုးရလေအဲပေါင်းနာပဲထိုးမီးပဲထိုးအဲအဲ့ဒါသူနည်းနည်းပိုချောသွားတယ်အမလေးအဲ့ကြည့်တယ်သူ့ဖေပုံကဒီပုံနဲ့တော်တော်ကွာနေတယ်ဒီကောင်ကတော့သူ့ဖေစင်ပုတ်ဘူးလို့လို့ကျွန်တော်ကျွန်တော်မိမနားလဲထိုင်လို့မရဘူးထမင်းလဲအတူတူစားလို့မရဘူးနားရတာတလှပဲနားရတယ်ဒီကောင်တို့ကကျွန်တော်အိမ်ပေါ်တော့မတက်အောင်ဒီကောင်သူ့မေပဲပါပြီးတော့သားဆိုတော့အမေကိုစောင့်နေတာသူ့အမေကိုဒီလူစိမ်းကြီးက ဟိုဘာလာပြီးတော့ကြည်လာလဲပေါ့ဒီလိုသဘောဖြစ်မှာပေါ့ตาဆိုကြည်နောက်ဒါပြီးသူရတော့စကားပြောတယ်ဟဲ့နောက်ကျွန်တော်ချွချင်းလေးပေးဘာလေးပေးအဲအောင်ตาဒီပေါ်ထိုင်လာမအောင်ကွာမညာဆိုတော့ဒီကောင်နှစ်ပတ်လောက်ကြာလာထိုင်တယ်ဒါနဲ့ဖေဖေကြီးကနေဘာဘာကြီးဖြစ်သွားတော့ခေါ်တော့ဒီကောင်မပြောတက်လာပဲနေရတယ်ကျွန်တော်ပြန်ထွက်သွားတယ်အဲ့ဒါစက်သားတောက်ကဘောပါနော်ဒါခင်ဗျားတို့ရွှေချင်သမားတွေပဲဆိုရွှေချင်အောင်ကြလိုက်ရတာဒါစက်သားတွေတကယ်လူရဲဟိုပါပဲတကယ်ကျွန်တော်ကြုံရတဲ့ ကျွန်တော်ပြောပဲအခုတော့ကလေးကျွန်တော်ခဏပြန်ပြောပြတယ်ဒီဒီကလေးတွေသူတို့မသိဘူးမသိတော့စောကားမောကတတ်မလို့လဲစောကားမောကပြောတာပဲတတ်တောက်ကဘောက်လဲသူတို့မသိဘူးကောင်းတဲ့လွယ်ရှိမှဆိုးရလွယ်ရှိမှဗျာဒါတော့ထုံးတာဘဲဖွဲ့စည်းမှမဆိုဘူးစောကားမောကဒီလိုကဲကျွန်တော်တို့လူလူကလေးရှိကြတာပဲကျွန်တော်တနက်၁၈ချက်မှန်တာလေနော်မ၁၈ချက်မှန်တာလေကျွန်တော်ပိုက်ကြပူကျင်းနေပူနေတာမဟုတ်ဘူးကျွန်တော်ပိုက်ထဲမှာစည်းစမ်း၂တောင်းရှိတယ်ဖွဲ့လို့မရဘူးကျွန်တော်62နာရီတိုက်ပွဲပြစ်တယ် ျွန်တော်တည်စင်းမှာလေးလာခွင့်နေရတယ်ပြောပြရတာနော်ပြောပြရတာအလကားအနေနဲ့အတမတော်စမ်းကြည့်နေတဲ့အမုန်းတရားနေနဲ့နိုင်ငံကြီးကကျွန်တော်နိုင်ငံချလပိုင်ရနေတယ်ဒါကြီးရနေလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာတစ်တခုဘွားတစ်တခုအနာကတစ်တခုဖန်ပြီးပို့ခြင်းတော့ရောက်ဖို့ရောက်နေပြီဗျာအဲ့တွေအလှည့်ပြောင်းရွေးကောက်ပွဲပဲဗျာရွေးကောက်ပွဲခင်ဗျားတို့အားပေးပါဗျာကြိုက်တဲ့ပါတီကိုပေးပါဗျာ ဒါကသူကတော့ဟိုကြက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးဥက္ကရာဥခင်ကြီးရနေပြီးတော့စစ်တပ်ကိုဟိုစစ်သားတွေရဲ့ဘဝအကြောင်းပြောထားတာပေါ့နော်စစ်သားတွေရဲ့ဘဝအကြောင်းပြောထားတယ်သူအာကရပြည်နယ်မှာသူဟိုခြေတန်းဆက်စည်ရေးသွားတယ်ပေါ့နော်ခြေတန်းဆက်စည်ရေးသွားတာ6လခွဲလောက်ကြာတယ်ပြန်လာတဲ့အချိန်မှာသူ့သမီးကသူ့ကိုမမှတ်မိပေါ့သူကပတိုင်းနေမုတ်စိတ်တွေနဲ့ဆိုတော့သူ့သမီးကလှမ်းပြီးငိုတာပေါ့နော်ငိုတယ်ဆိုတော့ မမမီယူဆိုတော့ကျွန်တော်ပြန်တွေးသူ့ကိုပြန်တွေးတာပေါ့သူ့သမီးအရင်ရောဟုတ်ရလားပေါ့နော်ဟိုနောက်တစ်ခါသူကပြောသေးတယ်အဲ့ဒါဟိုကျွန်တော်သမီးကအသားအခွေးစွန့်နေတာတဲ့ကျွန်တော်ကတော့ မဲနေတာကျွန်တော်နဲ့မတူဘူးပေါ့နော်အဲ့လားမျိုးတွေပြောတယ်နောက်တစ်ခုဘယ်လိုပြောလဲဆိုတော့သူဆိုရင်ဒါတနက်နဲ့မှန်ထားတာ18ရက်မှန်ထားတယ်ဆိုတော့ဘုံဘူးအဲ့ဒါ18ချက်လား9ချက်လား18ချက်18ချက်မှန်တာတဲ့ဒါပေမဲ့အခုဘိုက်ကြီးပူနေတာအလကားပူနေတာမဟုတ်ဘူးဘိုက်ထဲမှာကြည်တောင်းရှိရဲ့ပေါ့တော့မျိုးမျိုးချတာလားအဲ့ဒါလည်းပြောပြအောင်ဘုံအဲ18ချက်ဆိုတော့ကျွန်တော်ဟာဒီစက်18ချက်မှန်တဲ့လူကမတည်ဘူးဆိုတော့ကျွန်တော်အံ့ဩနေအောင်လူလူတယောက်မှာပေါ့ဒါကျွန်တော်တို့ ကြည့်မယ်ဆိုလို့ရှိရင်လူတယောက်မှာပဲကြည့်လိုက်လို့ရှိရင်ခန္ဓာကိုယ်ပိုင်းလိုက်မယ်ဆိုကျွန်တော်အပိုင်း၃ပိုင်းရတယ်နော်ခေါင်းပိုင်းကိုယ်ပိုင်းကိုယ်ပိုင်းနဲ့ဟုတ်ဒီခြေထောက်ပိုင်းပေါ့နော်အောက်အောက်ပိုင်းနဲ့ခေါင်းပိုင်းခန္ဓာကိုယ်ပိုင်းအောက်ပိုင်းနဲ့အဲ့တော့စက်ခွက်နဲ့ချက်ကကျွန်တော်ဘယ်နေရာတွေကိုမှန်လဲဟုတ်ကျွန်တော်မေးကျင်တာအဲ့တော့ကျွန်တော်တို့ကိုယ်ပိုင်းမှာမှဒါတည်စီနိုင်တဲ့နေရာကကျွန်တော်တို့ဒီ1ပိုက်ရဲ့အထက်ပေါ့နော်ဒီဒီနေရာတွေဒီဘယ်ညာပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ ဒါတည်နိုင်ရင်များတယ်ပေါ့နော်အဲနှလုံးတို့အဆုတ်တို့ကဒီအပေါ်ဘက်မှာရှိတာဖြစ်တယ်ဆိုတော့ကျွန်တော်ကြည်တန်းဝင်ပြီ16ချက်ဆိုတော့15ချက်ကဖောက်ထွက်သွားတာဗျာအဲသူပြောတဲ့ပုံရဆို2000အကြံခဲ့ဆိုကြည်တန်းကျွန်တော်နေထူးနိုင်ကားကိုတွားပြီးတော့မှကြည်နေရတယ်လို့မျိုးခံစားလိုက်ရတယ်ဟာနေထူးနိုင်နေထူးနိုင်ဝင်ပြောနေရလားဒါခင်ကြီးလားနေထူးနိုင်လားလို့တော့ကျွန်တော်မှအဲ့မှသူကဟိုမှာတိတ်မကြိုက်တဲ့မင်းသမီးကမဆင်ကြီးကတက်မင်းသားကကနှခမ်းစုပြီးတော့မှတိတ်ပြီးတော့ဒါအဆင်မပြေဘူးပေါ့ခင်ဗျားတို့ဒါကိုဇက်ကားတော့ရိုက်လို့ရတယ် ယ်ဆိုတဲ့ဟာမျိုးပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းခြေတန်းကိုသွားလိုက်တာကျွန်တော်ကလေး၈လခွဲမှာကျွန်တော်ပြန်လာဟုတ်၈လခွဲဒါပေမဲ့ကျွန်တော်မွေးပြီးမှသွားတာပါမွေးပြီးတော့၂လလောက်၂လသားလောက်အရွယ်မှာကျွန်တော်ခြေတန်းသွားတယ်ခြေတန်းမှာဒါ၆လဝင်းကျင်လောက်ကျွန်တော်နေလိုက်တယ်ပေါ့နေပြီးတော့၈လလောက်၈လလောက်ဆိုတော့လူနည်းနည်းတိပြီပေါ့နော်ဟိုလူကဒီလိုလေးလှုပ်လိုက်ရင်ခေါ်ရင်လာတဲ့အရွယ်ရောက်ပြီဟုတ်အဲ့တော့ကျွန်တော်ခြေတန်းပြန်လာတော့ယထားနဲ့ပြန်လာတာပေါ့ကလောဘူတာမှာပြန်လာတော့ကျွန်တော်ကကလောဘူတာမှာယထားပေါ်ကဆင်း ဆင်းတော့ယူနီဖောင်းနဲ့ဒီခြေ equipment တွေပါနေနေပေါ့ယထားဘောကဆင်းတော့မိမလာကြတော့အဲ့ကလေးခြီထားတဲ့ချိန်မှာကျွန်တော်သွားခေါ်ဘယ်လိုက်မလဲကလေးကအမြဲတွေးနေကြလူမမို့ဒါကတမရိုးကြဖြစ်စင်ဗျာတင်မောသားလဲဒါမျိုးဖြစ်တာပဲခမရစစ်တိုင်းမှာလဲမဟုတ်ဘူးစစ်သားဖြစ်မှာဒီလိုမျိုးဖြစ်ရတယ်ဆိုတာလေဘာမှဖြစ်တဲ့ကာသမားလဲဒီလိုဖြစ်တာပဲလာချီပြီးတော့ကာမောင်းတဲ့လူဟိုရှမ်းပြည်မူဆယ်ဘက်တို့ဘာလို့ကာမောင်းတဲ့လူတွေဟိုလမ်းပိတ်လို့ကြာတယ်တို့ဘာလို့ရခိုင်ဘက်ကာမောင်းတဲ့တောင်ပြိုလို့ ကြာလို့တလားကိုတရင်နေရတဲ့လူကအမေတယောက်ပဲနေတိုင်းတွေးနေရတဲ့ကလေးကအဖေပြန်လာရင်ဒီလိုအစိမ်းလာတယ်ဒါကြီးကိုရုပ်ရှင်ရိုက်ရအောင်မယ်ဆိုတော့အဲ့ရုပ်ရှင်ကားကိုဟိုလူမပြောနဲ့ဟိုအောင်ကြည့်မှာမဟုတ်ဘူးလို့ပြရအဲ့လိုမျိုးတော့ပြောကျင်သေးတယ်အဲ့တော့16ချက်မှာဗျာကြည်တန်16ချက်မှာကြည်တန်ဆိုတဲ့သဘောတရားက तू ကအချိန်ပြင်းပြင်းနဲ့လာတဲ့အရာပေါ့နော်လာတဲ့အရာဒါပေမဲ့ तू ကဘလို့နေရာတွေမှာ तू ကရက်တန်သွားတဲ့လဲဆိုတော့မာကျော်တဲ့အရာတစ်ခုနဲ့တွေ့ရင် ရက်တန်သွားတတ်တယ်ဒါဘလို့နေရာမျိုးကျွန်တော်ဥကောင်းအမှန်တမ်းမျိုးဥကောင်းအမှန်တဲ့အချိန်မှာ तू ကဒီဥကောင်းခုံကိုဖောက်ထွင်းရတာဖြစ်တယ်သူ့ရဲ့အချိန်ယော့တာပေါ့နော်ယော့တဲ့အခါကျတော့ဒီဥကောင်းထဲမှာမထွက်ဖဲနဲ့ဟိုဘက်ကိုပေါက်မထွက်ဖဲနဲ့ကြံခဲ့တာမျိုးဥမာအယိုးအမှန်တမ်းမျိုးပဲဒီမှာအမာရှိတယ်လက်မောင်းအမှန်တယ်ဒီကိုမှန်လိုက်တယ်နောက်ကိုဖောက်မထွက်ဖဲနဲ့အဲ့အယိုးကိုစိုက်ပြီးတော့မှ तू ကအယိုးကျိုးသွားတယ်ကျေမွသွားတယ်ဒါမျိုးဆိုရင်ကျွန်တော်လက်ခံတယ်ဟုတ်ကဲ့ဘိုက်ကြီးကိုမှန်တဲ့ ဟိုကြည်တန်းရအပြင်ကိုမထွက်ပဲနဲ့ဒီဘိုက်ထဲမှာဆိုတော့ကျွန်တော်ထိတ်ထင်တာကမှန်တာက15ကျင်းနဲ့တွေ့ကျန်တဲ့ဟာကကြည်ကြည်တန်း2000သူမျိုးချထားတာတော့မသိဘူးအဲ့တော့ဒါဟိုအများကြီးကျွန်တော်တို့လည်းကြုံခဲ့မှုတယ်ပေါ့နော်ဒါမိုင်းစာခန္ဓာကိုယ်ထဲမှာရှိတဲ့လူတို့ပါတို့ကျွန်တော်ခြေထောက်မှာလည်းမိုင်းစာရှိတယ်ပေါ့နော်တဆပါတိတိလေးပါဆက်စပိန်ဘောစီလေးပဲဒါကဟိုမိုင်းစာရှိလို့ဒီလိုမျိုးအထက်ထဲမှာတစ်ခုခုရှိလို့ဘိုက်ကြီးပူလာရတယ်ဆိုတဲ့ဟာက ဖြစ်မှမဖြစ်နိုင်တာကိုကြည်တန်း2000ရဲ့ဟိုဟာလေးကအဲ့တော့ဒီဟာကြီးဘာကျွန်တော်ဘိုင်းကြီးကပူကျင်လို့ပူနာမဟုတ်ဘူးကျွန်တော်ကြက်ခိုင်ပါတီဥက္ကရာလုပ်လို့ပူတယ်လို့မပြောဘဲနဲ့ရှောက်ကြည်တတိဟွာမန်လို့ကြည်တန်းမန်လို့ပူတယ်ဆိုပြီးတော့ဟိုမှန်ယူနီဖောင်းတခါမှမွေးဟုတ်တယ်ယူနီဖောင်းတို့လို့ရိုက်ရပြောရမယ်ဆိုအောက်မှာနားထောင်နေတဲ့လူတွေကစစ်ကားရိုက်တုံးကပဲဘောမကရိုက်တုံးကပဲဝေးဘူးတဲ့လူတွေနားထောင်နေတော့ဟိုပြုတ်တူပြဲတယ်ပဲ ကြည့်နေမှာပေါ့အုံဒီတို့ဘာတို့ဟွာတို့တွေပေါ့နော်သူတို့တွေနားထောင်နေအမှမေတန်းလူတို့ဘာတို့တွေနားထောင်နေသူတို့သူတို့ကဒီလောက်ပဲအဲ့ဒီလူတွေတွားပြောရင်တော့ယုံမှာပေါ့ကျွန်တော်တို့လာပြောရင်တော့အဖဘယ်နေရဘယ်နေရမှန်တော့အဲ့မှာဆိုရင်တော့အဖခေါ်မှာပေါ့အဖဘယ်နေရမှာဘယ်အပေါက်လဲကျွန်တော်ပြပါအောင်ဆိုပြီးတော့မှာဟိုဒီကျွန်တော်တို့ အဝါလိုပဲဒီတုံမန်းတိုင်းမူမုံရတိုင်းမူလိုပဲမျိုးမင်းထွေးလိုပဲအဲသူကသူ့ရဲ့အေဂျူဘိုးကြီးရဲဝင်နိုင်ဆိုတာဒီဝေါ်လီဗျူအမနေတော့ကျွန်တော်တို့တွေနေတော့ဆိုရင်အဲ့ဒီဟွာဘိုးကြီးရဲဝင်နိုင်ကိုသူကအမြဲတမ်းဟဲ့အောင်ဒီမှာတွေ့လာဆိုတင်မောက်လှန်လှန်ပြရတယ်တရားဒီတနတ်မန်တာကတနတ်မန်တာကသူကတော့ဟုတ်ခဲ့ပါပါဟဲ့အောင် စောက်ချင်မဟုတ်ဘူးဒီမှာတိုက်ပွဲတိုက်ထတာဘာညာဆိုပြီးတော့မှဟိုပြတယ်ပေါ့နော် ပြတဲ့ဟာကသူကပြန်အောက်ကိုပြန်ဆင်းလာပြီဆိုဗျူအမကဒီလိုဂုံးလေးပေါ်မှာအိမ်လေးနဲ့ နေတော့တဲလေးတစ်လုံးနဲ့နေတော့သူအောက်ပြန်ဆင်းလာပြီဆိုဘုံကခြေတော့ကလှုပ်ပြန်ပြီဘာဖြစ်လို့ဖင်ကကြည်တန်ဟုတ်ပဲကြည်တန်ရောက်ပဲလှန်လှန်ပြနေတယ်လေကျွန်တော်ဟိုတဲ့ဖင်ုံမှန်မှပြီဆိုကြရတဲ့တိုက်ပွဲကိုနောက်လှည့်ပြီးထွက်ပြေးတဲ့လူမျိုးလို့ဖင်ုံမှန်တာပေါ့ဗျာတဲ့မဟုတ်လို့ရှိရင်မှန်မလားတဲ့ဆိုတော့အဲ့တော့ဒါကျွန်တော်တို့ဘာမှမဟုတ်တဲ့အကြောင်းအရာတွေကို ပြောပြီးတော့မှအဲ့တော့နိုင်ငံကိုပြပစစ်ဖြစ်လို့ဟုတ်တနည်းနှစ်နှစ်ကျွန်တော်တို့ပြပစစ်ဖြစ်လို့ဟာဘာယိုရီးယားနဲ့တိုက်လို့ ဟိုလာအိုနဲ့တိုက်လို့ဟိုဟာနဲ့တိုက်လို့ကမ်ဘောဒီးယားနဲ့တိုက်လို့ဟိုတရုတ်နဲ့တိုက်လို့ဆိုပြီးတော့မှနိုင်ငံကြီးကိုကာကွယ်နေလို့ဣပရိစေတာကြာမြင့်သွားရှေ့တန်းထွက်နေလို့ကိုသားသမီးကမမှတ်မိဘူးဆိုရင်တော့ဒီ စစ်သားရဲ့အထုပ်ပတ်တီကိုကျွန်တော်တို့ကဇလန်းရိုက်တင်တယ်ပေါ့နော်အခုကပြည်တွင်းထဲမှာကိုလူမျိုးချင်းချင်းလိုက်ပြီးတော့မှပြစ်ခတ်တပ်ဖြတ်နေတဲ့နေရတဲ့တိုက်ပွဲမျိုးကိုဘယ်ကောင်းမှထင်မကြည့်ဘူးပေါ့နော်အဲ့တော့ဘယ်ကဘာမှဘယ်မှမှမရှိတဲ့ပြည်တွင်းစစ်ကြီးမြန်မာပြည်မှာရှိတယ်လို့ဟိုနေ့ကကိုဆော့ဖလက်တို့ဒါတချင်းတော့ထွက်မလာသေးပါဘူးသူတို့အဆန်း ဆိုထားတဲ့ဟာမျိုးလေးလို့ပေါ့နော်ဒါမျိုးကတော့ဘာဇက်ကဇက်ကရိုက်ပြီးဝိုင်းရင်လူမပြောနဲ့ခွေးတောင်မကြည့်ဘူးပေါ့နော်ခွေးတောင်တင်းနေပန်းမဲ့ဇက်ကမျိုးပဲရမယ်လို့ပြောချင်တာပေါ့အဲ့တော့ကြည်ကြည်တန်းနှစ်တောင်ကလည်းဒါဒါနေထူးနိုင်ရဲ့အဲဆရာလာတော့မတည်ဘူးပေါ့နော်ကြည်တန်းနှစ်တောင်ကိုမျိုးချထားတဲ့ဒါခင်ကြီးနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်တို့ဒါတကယ်ဟာသားလေးပေါ့နော်ဟာသားလေးပေါ့အဲ့တော့ကျွန်တော်တို့ဒီနေ့တင်ဆက်ခဲ့တဲ့အထက်မှာတော့ဒါကျွန်တော်စိတ်မကောင်းသေးရဒီလဲရှိသလိုကျွန်တော်တို့ဒါအားရတရားဆိုရင်လည်းဒါ တာစီဘက်တာစီအဲ့တော့ဒါဟိုဟာရဲတွေပေါ့နော်ရဲတွေဒါတော်လိုင်းအတွက်ကျွန်တော်တို့ရဲဘော်တွေကဘယ်လောက်ထိလောဘရှိလဲဆိုတချို့ဆိုရင်ကြီးကအင်းကြီးလောက်လောက်လာလာကောင်းကောင်းကန်းကန်းတောင်မရှိပါဘူးဗျာနော်ကြီးကအုပ်ထုတ်လဲဒါ level ကောင်းကောင်းနေမရှိဘဲနဲ့ရတဲ့ဟာနဲ့ရရဆွဲပြီးတော့မှတကယ်တိုက်နေတဲ့အဖွဲ့ဒီချိန်ထိ ရှိတော့မှာပေါ့နော်ဒါကြီးလဲကျွန်တော်တို့ပြည်သူလူထုရောကျွန်တော်တို့ရောဒါတတ်နိုင်တယ်မြတ်အဝိုင်းဝန်းကူညီပေးရပါမယ်ဆိုတော့ပြောကြရင်လည်းရောစကဝိုင်းလေးကိုညီဝန်ချုပ်ပါရပြအားလုံးပဲကျေးဇူးတင်ပါတယ်